ဝေဖန်စဉ်စားတွေးခေါ်မှုနဲ့ပြဿနာကိုဖြေရှင်းခြင်းဆိုတဲ့သင်တန်းကိုပြည်တွင်းပြည်ပပညာရေးကျွမ်းကျင်သူတွေကတိုင်းနယ်ပြည်နယ်၃ခုကအခြေခံပညာကျောင်းဆရာတွေကိုတင်ကြားပေးမှဖြစ်ပါတယ်။လေးလင်းမွန်သတင်းပေးပို့ထားပါတယ်ရှင်။ British Council နဲ့ UK ကျွမ်းကျင်ပညာရှင်တွေနဲ့မြန်မာနိုင်ငံပညာရေးကောလိပ်အသီးသီးကဆရာတွေကစက်တင်ဘာ26ကနေ29ရက်နေ့အထိ လိုင် MICD Park အတွင်းမှာ၄ရက်တာ၄ကျင့်တင် जा ပို့ချပေးမဲ့အစီအစဉ်ဖြစ်ပါတယ်။ဒီ Bridge Council ကတော့တို့တို့အခြေခံအနေနဲ့ကတော့တို့တင်ရိုးကိုကုန်းအောင်တင်တာမဟုတ်ပဲနဲ့တက်အောင်တင်ပြီးကလေးတွေရဲ့အတွေးခေါ်နေရနေပြီးတော့ကျမတို့ကဆက်လက်ပြီးအသုံးချနိုင်ဖို့သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပြဿနာတွေဖြေရှင်းနိုင်ဖို့အခန်းတွင်းအခန်းတွင်းစာတင်ခန်းအတွင်းနဲ့အပြင်ပေါ့နော်ဟိုဘဝမှာအောင်မြင်နိုင်ဖို့အဓိကထားပြီးကြီးရပါတယ် အရာတွေကိုသူတို့စိတ်ဝင်စားမှုရှိအောင်စာသင်ခန်းတွေမှာလက်တွေ့အသုံးချစီခြင်းပါတယ်ပြီးတဲ့အခါမှာသူတို့ရရှိလာတဲ့ဟိုဟိုနေမော့တင်ကြမှုပေါ့အခုလက်တွေ့တင်ကြမှုကိုကျွန်တော်တို့ရှစ်ပတ်သူကစောင့်ကြည့်မယ်စောင့်ကြည့်ပြီးလို့ရှိရင် FIFA နေနဲ့နောက်ကနေပြီးတော့သူရဲ့လိုအပ်တဲ့လိုချင်ကြားပြီးတော့ပံ့ပိုးပေးမယ်လို့ပြောပါတယ်ဘုန်းတော်ကြီးပညာသင်ကျောင်းတွေနဲ့တိုင်းရင်းသားကျောင်းတွေအပါအဝင်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအတွင်းကအခြေခံပညာအဆင့်ဆရာဆရာမတွေကိုနိုင်ငံတကာအဆင့်တင်ကြားနည်းတွေ လေ့ကျင့်သင်ကြားပေးဖို့ရည်ရွယ်တယ်လို့ဆိုပါရယ်။သမယိုးကျသင်ယိုးညွန်းနှန်းသင်ကြားမှုနဲ့အသားကျနေတဲ့ပညာရေးဝန်ကြီးဌာနလက်အောက်ကအခြေခံပညာဆရာဆရာမတွေနဲ့ကျောင်းအုပ်တွေကိုနိုင်ငံတကာအကူအညီနဲ့အခုလိုသင်တန်းပေးတာပထမဆုံးလည်းဖြစ်ပါရယ်။ဒီသင်တန်းကကလေးတွေရဲ့အတွေးခေါ်တွေရင့်တန်လာအောင်သင်ကြားရေးမှာထိရောက်မှုရှိအောင်နဲ့ဆရာတွေကတစင်ကျောင်းသားတွေစီပညာသင်ကြားနိုင်မှုခွန်လန်းကောင်းတွေဆက်လက်ဖြန့်ဝေဖို့ပြုလုပ်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ကျွန်တော်တို့ကက်ခဲရတော့အခုလိုမျိုးပေါ့သင်ကြားရေးကကျွန်တော်တို့ ဒီ post ခုတဲ့ပုံမှာသင်ကြားတဲ့အတွက်ကြောင့်မို့အခုဆိုလိုတာကတော့ကျွန်တော်ဒီကဘာကြီးပုံမှာကင်မီပြောင်းလဲနေတယ်ကျွန်တော်တို့ဟိုဒီလက်ရှိမှာဆိုရင်တကြောင်နဲ့တကြောင်နဲ့တင်တာတော့မှဟိုမတူကြဘူးပေါ့နော်ဟိုတင်ရိုးကတော့တခုလေပေါ့အဲ့ဒါကိုကျွန်တော်တို့အခုလိုမျိုးတင်လန်းနေပို့ပို့ချပေးခြင်းအဖြစ်အဲတကြောင်မှာဘာတွေတင်လဲတကြောင်မှာဘာတနည်းအားဖြင့်နောက်တနိုင်ငံမှာဘာတွေတင်လဲစသည်ဖြစ်ပေါ့ကျွန်တော်တို့ပို့မှုပြီးတော့ချိတ်ဆက်ပြီးတော့ဟိုမှုကောင်းလောက်နိုင်မယ်လို့ ပြောလင်းပါပထမတော့အနေနဲ့မွန်ပြည်နယ်ဘကိုးတိုင်းရန်ကုန်တိုင်းတို့ကဆရာဆရာမတွေကိုတင်နှံပေးပြီးရင်မန္တလေးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းတို့ကဆရာဆရာမတွေအပါအဝင်နှစ်တုပ်ပေါင်းကျောင်းတရာကဆရာဆရာမတွေကိုတင်နှံပေးသွားမှာဖြစ်ပါတယ်။ကျမလေးလေးမောင်မောင်